ဘာလို့နေလဲဒီလိုသိမ့်မယ်ဘာလို့နေလဲဒီလိုသိမ့်မယ်ဘာလို့နေလဲဒီလိုသိမ့်မယ် TNN ထိန်းချုပ်ထားနေတဲ့ရှမ်းပြည်ဒီပေါ်မြို့ထဲကိုစစ်ကော်မရှင်က ဝင်ရောက်နေရာယူဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်တပ်တွေဟာဒီပေါ်မြို့နဲ့တုံးမိုင်တော်ကွာပြီးတော့နားခဲကျွရတွင်တို့ရောက်ရှိနေပြီလို့ဒေတာခဏတွေကတော့ပြောပါတယ်။ ပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးတော့စစ်ကော်မရှင်ဟာထီယန်နန်နယ်ထိန်းချုပ်ထားနိုင်တဲ့နောင်ချိုကြောင့်မဲတို့ကိုပြန်တင်ပိုင်နိုင်ခဲ့ပြီးလက်ရှိမှာတော့ဒီဘောမျိုးကိုဆက်လက်တင်ပိုင်နိုင်ဖို့အတွက်ထိုးစစ်တွေပြင်ဆင်နေတာဖြစ်ပါတယ်။ရှန်နနော်စင်ရဲ့တရင်ရင်မြင့်အရာယနေ့အောက်တိုဘာ14ရက်နေ့မှာတော့စစ်ကော်မရှင်ဘက်ကနေဒီဘောမျိုးထဲကိုပြန်လည်နေရယူတော့မယ်လို့တရားပါတယ်။အခုတောင်ဒီစီကော်မရှင်ကိုထောက်ခံတဲ့လူတွေကပန်းစည်းနဲ့ကြိုဖို့ပြင်ဆင်နေကြတယ်။သူတို့ကဒီနေ့ဝင်မယ်လို့တော့ပြောကြတာပဲ အတီးကြတော့မပြောနိုင်ဘူးပေါ့နော်ကျူဆူဖို့တွေတော့လုံနေကြတာပေါ့အလားတူလက်ရှိစစ်ကော်မရှင်ကနာခဲကြေးရတဲ့ကိုရရှိနေတဲ့အတွက်တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်နေကြတာကြောင့်တချို့ကြေးရတရားခံတွေကတော့အခြားနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ဒါ့အပြင်စစ်ကော်မရှင်တပ်တွေလည်းဘော်ဂျိုမှာစင့်ရအများပြားချထားတယ်လို့ဆိုပါတယ်။ကျွန်တော်မိပါတွေကတော့ရှန်တဲသွားနေကြပြီ။အခုတည်တင်းကြားရတလို့တော့စစ်ကော်မရှင်တပ်ကနာခဲရွာကိုရောက်နေတဲ့ ဘောချုံမာလည်းအများကြီးရှိနေတယ်။အခုတွန်ခော့ရွာတွန်ကာရွာနာခဲရွာလူတွေရှမ်းတဲပြောင်းနေကြ။အဲရွာလူတွေတဆက်တည်းပဲပြီးတော့ပြထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ရွာတွေပဲ။လာမယ့်ဒီဇင်ဘာလထဲမှာစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း၁ထဲမှာတော့တရားနာနေထိန်းချုပ်ထားတဲ့နောင်ချုံမြို့ပါဝင်ပြီးလက်ရှိတရားနာနေထိန်းချုပ်ထားနိုင်စဲဒေတာတွေကိုလည်းစစ်ကော်မရှင်ကစစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေပါတယ်။ စစ်ကော်မရှင်ကနောင်ချုံမြို့ကိုဇွန်လ15ရက်နေ့ကပထမဆုံးမြို့အနေနဲ့ပြန်လည်တင်ပိုက်နိုင်ခဲ့ပြီးတော့စက်တင်ဘာလ10ရက်နေ့မှာတော့ကြောက်မဲမြို့ကိုထပ်မံတင်ပိုက်နိုင်ခဲ့ပါတယ်။လက်ရှိဒီပေါ်မြို့ကိုဆက်လက်တင်ပိုက်နိုင်ဖို့အတွက်စစ်ကော်မရှင်ကတော့ပြင်ဆင်နေခြင်းဖြစ်ပါတယ်။စစ်ကောင်စီရရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက်၎င်းဆုံးရှုံးသွားတဲ့နေမျိုးတွေကိုပြန်လည်ရရှိဖို့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေလည်းဆက်တိုက်ပြုလုပ်နေပါဗျာ။ ဒီလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင်းပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ကတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့မိုးမိတ်မြွနဲ့ဝဲပောင်ကျွော်ရတဲ့ကိုစစ်ကော်မရှင်ကပောင်150ဘုံ3လုံးကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင်းအမျိုးသမီး3ဦးနဲ့ကလေး2ဦးအပါအဝင်အရက်သား9ဦးသေဆုံးသွားခဲ့ပါတယ်အလားတူနမ်တူမြို့နယ်ထဲကိုလည်းစစ်ကော်မရှင်ကအော်တိုဘာလကစပြီးတော့လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်အရတားလေးဦးတေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိကဒေသခံ100ကျော်လောက်ကလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ် လွန်ခဲ့တဲ့ဩဂတ်26 29ရက်နေ့တုန်းကစစ်ကော်မရှင်နဲ့ TNN တို့တွေ့ဆုံဆွေးနွေးမှုမှာလဲစစ်ကော်မရှင်က TNN ထမ်းချောက်ထားနိုင်တဲ့မြို့နယ်တွေထဲမှာနှက်ဆန်မြို့နယ်မန်တုံမြို့ကလွဲပြီးတော့ကျန်တဲ့မြို့တွေအားလုံးကနေတပ်ပြန်စော့ဖို့အတွက်စစ်ကော်မရှင်က TNN ကိုဖိအားပေးခဲ့ပါတယ်။ လက်ရှိမှာတော့ TNN နဲ့ဌာနချုပ်ရှိရာနတ်ဆန်မြို့နယ်အထိစစ်ကော်မရှင်ကလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်နေပြီးယမန်နေ့နဲ့ယနေ့အောက်တိုဘာ14ရက်နေ့အထိစစ်ကော်မရှင်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်အသက်16နှစ်အရွယ်အမျိုးသမီးတေဆုံးပြီးတော့15နှစ်အရွယ်မိန်းကလေးတူဦးကလည်းထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ကျွန်တော်ကတော့စိတ်ဆင်လင်ပါ။